တော့မိတ်ဆွေအင်္ဂါသာသမီများအနေနဲ့2025ခုနှစ်ရမိတ်ဆွေတို့အတွက်ကံကောင်းတဲ့နှစ်များဖြစ်ခဲ့သလားသို့မဟုတ်ရင်ကံညံ့တဲ့နှစ်များဖြစ်ခဲ့သလားဆိုတာဆရာကိုမှန်းပြကြပါဘူးဒါအပြင်အင်္ဂါသာသမီမိတ်ဆွေတွေအနေနဲ့ဆရာငယ်ဟောစရာနေတိုက်ဆိုင်ရလားဆိုတာလည်းဆရာကိုမှန်းပြကြပါဘူးဒီ2025ခုနှစ်မှာဆိုရင်တော့အင်္ဂါသာသမီတွေအင်္ဂါသာသမီမိတ်ဆွေတွေကတော့အရင်ကြီးထု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 တော့အပြောင်းလဲဖြစ်မှာမဟုတ်ပါဘူးပြီးခဲ့တဲ့2024လောက်တော့ညံ့ခဲ့တာမဟုတ်တာဖြစ်တဲ့အတွက်အင်္ဂါသာသမီမိတ်ဆွေတို့နေ2025ဟာမိတ်ဆွေတို့အတွက်တော့ အခုလက်ရှိအချိန်နေမှာဆိုရင်တော့မိတ်ဆွေတို့ဘလို့ဖြတ်တန်းနေရတယ်လဲတေချာတဲ့အင်္ဂါသားသမီးမိတ်ဆွေတွေကမိတ်ဆွေတို့ရဲ့ယင်ထဲမှာကဘာကူမတေချာတဲ့ဂယူးဆိုင်ခြင်းနေဘာကူမစိုးရင်ခြင်းနေတော်ုံတန်ယုံအဲမိတ်ဆွေတို့နေနဲ့ဘာကူမအသိပ်ပြီးတော့အဲမကျင်နှက်စိတ်တွေဘာကူမစိုးရင်ပူပန်မှုတွေတိတ်ရှိတော့မှာမဟုတ်တဲ့အပြင်ကိုလောကရန်ကို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 ယင်ဆိုင်သွားနိုင်တဲ့သူမျိုးတွေဖြစ်လောက်ပြီးကိုကိုကို ငါတိချက်ပို့ပြီးတော့အဲစူးစမ်းနိုင်တဲ့ပုံကိုယ်တွေဖြစ်လာပြီးငါတိချက်ပို့ပြီးတော့အဆင်ပြေအောင်စူးစမ်းနိုင်တဲ့ပုံကိုယ်တွေငါတိချက်ပို့ပြီးတော့အဲလောကဒဏ်ကိုခံနိုင်သွားပြီဆိုတဲ့ပုံကိုယ်မျိုးတွေဖြစ်မှာအသေးချာပဲဖြစ်တယ်သူပြင်အင်္ဂါသမိမိတ်ဆွေတွေဟာဒီနှစ်ထောင်၂၅ခုနှစ်မှာတော့မိတ်ဆွေတို့နေနဲ့လက်ရှိကံရှင်တွေကရှိနေတဲ့အတိုင်းတားလေးကိုပြန်ပြီးတော့တစ်ချက်ပြန်သုံးသပ်ကြည့်ရမှာ ်မိတ်ဆွေအင်္ဂါသားသမီးတွေက2025မှာလက်ရှိအတိုင်းတာကဆရာကြီးအဆင်ပြေနေတယ်ဆိုရင်မိတ်ဆွေတို့အနေနဲ့တခြားတဲ့လက်ရှိအတိုင်းတာထံနှိမ့်ချသွားနိုင်စရာဘာမှမရှိတော့တဲ့နှစ်ဖြစ်တယ်ထို့အတူပဲဒီချက်ပို့ပြီးတော့မိတ်ဆွေတို့ဆရာကြီးကျွန်တော်ကျမတို့ကတော့ဒီတစ်နှစ်ကကံကောင်းခဲ့ပါတယ်ဆိုရင်လေတခြားတဲ့မိတ်ဆွေကံကောင်းမှုတွေကိုရှေ့တိုးပြီးတော့ဒါထိမ့်သွားပါလက်ရှိရှိနေတဲ့အနေထားတတ်တော့ညံ့နိုင်စရာလက်ရှိရှိနေတဲ့အနေထားတတ်တော့ဆုံးဖြတ်မှုတွေ အောက်ကိုတစုပ်ထိုးကန်ဟာ destroy ဖြစ်သွားနိုင်စရာတထဝါလိုမျိုးလုံးဝပျက်စီးသွားနိုင်စရာတိဖြစ်သွားနိုင်စရာတော့ဘာမှမရှိတော့တာအသေးချာပဲဖြစ်တယ်သို့တော့မိစုတို့တိကြဖို့လိုတာပေါ့ကန်ဆိုတဲ့နေရာမှာလဲကိုကတော့ကန်ကိုကောင်းမွန်အောင်အဲကံညာဝရိယသုံးပါးနဲ့ဘေဒင်ဆရာကကံကောင်းမယ်ပြောတော့လဲမိတ်ဆွေတို့ကကန်စတာကိုကိုကအဲရားတယ်ဗျာနော်ဘေဒင်ဆရာကကံကောင်းမယ်ပြောတော့များလဲကိုကကန်စတာကိုအဲလုံးဝမှတမဟုတ်ဘူးကြီးညံ့သွားအောင်လုံးဝမှကိုကိုကိုအဆင်မပြေအောင်တော့ အဲဥမာဘောအလောင်းကစားတွေတောက်စားမှုရပျော်ပါနေတာမျိုးမှာမဟုတ်လို့ရှိရင်တော့မိတ်ဆွေတာမန်ယူကြလုံးနေတိုင်းထပ်ပို့ပြီးတော့တောင်တိုးလို့လို့ရပါတယ်တိကျနှိမ့်ချသွားနိုင်စရာတိကျစိုးရိမ်နိုင်စရာတိကျကြာချုံးသွားနိုင်စရာတော့ကျွန်တော်အနေနဲ့ဒီ2025ခုနှစ်ဟာမမြင်တဲ့အပြင်ကို2026ကိုဆရာတို့အဲဇန်နဝါရီ ဖေဖော်ဝါရီမတ်လလောက်ထိကိုဘာမှစိုးရိမ်စရာမရှိပဲဖြတ်တန်းလို့ရတယ်လက်ရှိရှိနေတဲ့အနေထားဟာလက်ရှိရှိနေတဲ့အနေထားကညံ့သွားစရာမရှိပဲနဲ့ရင်းနှီးစရာရှိတာလှုပ်ဆောင်စရာရှိတာချီတိုးဆောင်ရလှုပ်ဆောင်လိုက်ပါဘာမှကိုစိုးရိမ်စရာဘာမှကိုညံ့နိုင်စရာဘာမှမတွေ့ရဘူးသို့တော့လက်ရှိမှာအစမပြေခက်ခဲနေတဲ့မိတ်ဆွေများဒီကာလဟာဆရာတို့ဒီဇန်နဝါရီ ဆော်ရီဟိုဒီဇင်ဘာ12ရက်နေ့လောက်ကနေပြီးတော့ဆရာတို့မတ်လအတော်အတွင်းမတ်လ22ရက်နေ့လောက်အတော်အတွင်းထိကိုမိတ်ဆွေတို့အနေနဲ့ဘာကိုမဆိုရဲရဲကြီးဆုံးဖြတ်ရဲရဲကြီးလောက်ပြီးရဲရဲကြီးတက်ပြီးတော့လှုပ်ဆောင်စရာရှိတာကိုဒီ2025ခုနှစ်မှာအဖက်တင်အောင်တနည်းအားဖြင့်ပြောရင်တကူလမရောက်ခင်အတိုင်းတာတကူထိကိုအဖက်တင်အောင်စ조사ဆုံးဖြတ်ဆောင်ရွက်တင်တယ်လို့မြင်တယ်ဒါကြောင့်မလို့အင်္ဂါသားမိတ်ဆွေတွေအနေနဲ့ဘာကိုမဆိုအိုးရင်ချမ်းမြေဝယ်ဖို့ကိစ္စများစဉ်းစားနေသလားတိတ်ပြီးတော့ရှိရှိဝေးတိတ်လောက်နေနဲ့ဝယ်ပြလိုက်နေရာထိုင်ခင်းကိစ္စအပြောင်းအရွှေ့အတွက်စဉ်းစားနေလားချိတို့ဆောင်ရွက်လှုပ်ဆောင်လိုက်စပ စ္စည်းကိစ္စစားသောက်ဆောင်ကိစ္စစံစီစီစားဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေလုပ်ငန်းတိုးချဲ့လှုပ်ဆိုင်ခြင်းတွေအစုရှယ်ယာစုကြီးနဲ့ပတ်သက်တာတွေဘာကုန်းမဆိုချိတိုးဆောင်ရွက်လှုပ်ဆောင်ပါဒါဆိုရင်အားသာတိုးတက်ပြီးတော့ကံကောင်းနိုင်တဲ့ကာလအဖက်တင်နိုင်တဲ့ကာလဖြစ်ပြီးလက်ရှိရှိနေတဲ့နေသားထက်နှိမ့်ကျသွားနိုင်ကြ စူရီနေစရာဘာမှမရှိဘူးသို့သော်ဆရာပြောတဲ့မတ်လ20နှစ်အနောက်ပိုင်းကြာရင်တော့မတ်လလဲနောက်ပိုင်းလောက်ကြာရင်တော့ကံကတမျိုးတစ်ဖုံပြောင်းလဲလာလေဦးမယ်တမျိုးတစ်ဖုံပြောင်းလဲလာမယ်ဆိုတော့အဲ့ဒီအချိန်ကြာရင်တခြားပြန်ပြီးတော့ဆရာကပြန်ပြောပြီးမယ်သို့သောအင်္ဂါသာသမီးတွေကလက်ရှိကန်ဆာတာရှိနေရဘာကိုမဆိုရှိတူဆောင်ရလှုပ်ဆောင်တင်တဲ့နှင်းလှုပ်ဆောင်တင်တဲ့အပိုင်ရှားကာလာကိုရောက်တဲ့အတွက်အခု TV ကိုမိတ်ဆွေမျိုးကြည့်နေတဲ့မိတ်ဆွေအင်္ဂါသားသမီးတွေနေနဲ့ကံကိုဘာလို့မဆိုရှိလို့ဆိုင်ကလှုပ်ဆောင်တင်တယ်။ကံရဲ့အဲ ဖိမမှုထောက်ကူမှုဒီထက်နှိမ့်ချသွားနိုင်စရာလက်ရှိရှိနေတဲ့အနေထားထက်ကြာချုံးသွားနိုင်စရာဘာမှမရှိတော့တဲ့အနှစ်ဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒီဆရာတို့အဲဒီဇင်ဘာက ဇန်နဝါရီဖေဖော်ဝါရီလအတွင်းမှာဘာလို့မဆိုရည်ကြီးတဲ့ကိစ္စတွေဆုံးဖြတ်ဆောင်ရွက်ရှေ့တိုးဆောင်ရွက်လှုပ်ဆောင်ရင်ဒီတနေကြသွားနိုင်ကြမရှိဘူးတိုးနီးမဟုတ်ဆရာကြီးကျွန်တော်ကျမတို့ကတော့အဆင်မပြေတဲ့သူတွေအဲကျွန်တော်တို့ကတော့ဒီတစ်နှစ်ကဘယ်ကနေဘလို့စအမှန်မသိတဲ့မိတ်ဆွေများလည်းအပြောင်းလဲလေးနဲ့ရုန်းကန်လိုက်တင်တဲ့နှစ်ဖြစ်တယ်အပြောင်းလဲနဲ့ရုန်းကန်တင်တယ်ဆိုတော့ဘလို့ရုန်းကန်တင်တာတော့အာလက်ရှိရှိနေတဲ့နေရာကြီးအလုဟောင်းလုပ်ငန်းဟောင်းယူဖတ်တွယ်ညှိတွယ်နေတဲ့သူမျိုးသားဖြစ်ပါလိမ့်မယ်အလုဟောင်း လုပ်ငန်းဟောင်းယူဖက်တွေညှိတွေ့နေတဲ့လူမျိုးတွေဖြစ်တဲ့အတွက်အပြောင်းလဲနေပေါ့လုပ်ငန်းပြောင်းဖို့အတွက်ဆိုရင်ချီချီဝေးသိစဉ်းစားနေနေပြောင်းလဲနေရာတိုင်းကပြောင်းလဲနေဆိုလှုပ်လှုပ်ချာချာရုန်းကန်ကြည့်ကြည့်ပါတေချာပါတယ်မိတ်ဆွေတို့အတွက်တခုခုတော့ထူးခြားမှာငါကအစင်မပြေတာတက်စာရင်တော့နေရာလေးတခုတန်းလေးတခုအစင်တန်းလေးတခုတော့ရရှိလာမှာအသေးချာပဲဖြစ်တဲ့အတွက်မိတ်ဆွေရင်ကသာသမီအစင်မပြေတဲ့ခက်ခဲတဲ့မိတ်ဆွေများရုန်းကန်ကြည့်ပါလက်ရှိငါကနေရာဟောင်းကြီး လုပ်ငန်းဟောင်းကြီးကိုဖတ်တွယ်နေတာမျိုးဥမာအိမ်ထောင်ရှိတဲ့မိတ်ဆွေများဖို့ကလည်းအိမ်ထောင်ကြီးနဲ့ပတ်သက်လို့အဆင်မပြေဘူးတယောက်နဲ့တယောက်တူးနဲ့တူးကမျက်နှာချင်းဆိုင်ကိုပြဿနာတက်နေတာမျိုးတယောက်နဲ့တယောက်နားလည်မှုလွဲနေအပြောင်းလဲလေးနဲ့ဆုံးဖြတ်ချက်တခုကိုကရမ်းကြီးရှစ်လို့အလိုလိုက်ပြီးတော့ လောက်လောက်ပေးနေတာမျိုးအင်ကာသာသမီးလူငယ်တွေအရှိန်နဲ့ပတ်သက်ရင်လေကိုကအရင်ကြီးချစ်လို့မှများပြီး long time relation လို့သွားနေရမိတ်ဆွေများကိုကအချိန်ကြာကြီးတယောက်နဲ့တယောက်တယောက်တွဲနေတာထက်စားလို့ရှိရင်ငါကတော့သူ့ကိုချစ်တယ်သို့တော့ညက်ဆဲမဲ့ပြက်ဆဲမဲ့ဆိုတဲ့စကားမျိုးပြောပြီးတော့မှငါအစ်စ်တွေ့နေတာမျိုးလောက်ကြည့်ဒါဆိုရင်အေးဆက်နေတဲ့အခြေအေးတွေတုံးနဲ့တူတယောက်နဲ့တယောက်ပြောက်ကွယ်နေတဲ့နှွေးထွေးမှုတွေတုံနဲ့တူအိမ်တော်ကြီးမှဆိုရင်လဲနားလည်မှုလေးတွေ ATA ဆက်ဖြစ်နေတဲ့အခြေအနေလေးတွေမှာအိမ်တော်တို့ခုမှလဲ တယောက်နဲ့တယောက်နှွေးထွေးမှုငိမ့်ချမှုတွေအားနည်းနေတဲ့အင်္ဂါသားသမီးမိတ်ဆွေများအပြောင်းလဲလေးဖြစ်တာမျိုးဖြစ်စေသို့မဟုတ်လို့ရှိရင်ငကူကတုံးနဲ့တူတော်တိတော်တိလေးပဲဒီတိုင်းလေးသွားနေတဲ့မိတ်ဆွေများအဖို့ကတော့ချစ်တူပြီးတော့ဆုံးဖြတ်ဆောင်ရွက်လှုပ်ဆောင်ကြည့်ပါဒါဆိုရင်တေးကြတဲ့အပြောင်းလဲနဲ့ချိန်ကျအားသာမှုတွေတူတက်မှုတွေရရှိလာမှာအသေးချာပဲဖြစ်ပြီးတော့ငကူကတုံတိယုံကြည်အဲငကူကအချစ်တွေအားနည်းနေတဲ့သူများအဖို့ဆိုရင်တော့လက်ရှိကာလအတိုင်းမှာချစ်တူပြီးတော့ အားသာနိုင်စရာအကောင့်ဘက်ကိုသွားစရာအကောင့်ဘက်ကိုရောက်ရှိနိုင်စရာရှေ့တို့ပြီးတော့ကံရဲ့တိုးတက်မှုကိုရရှိနိုင်စရာကာလာဖြစ်တဲ့အပြင်မိတ်ဆွေကံကောင်းနေတဲ့မိတ်ဆွေများဖို့ရတယ်ကံကိုတိုးတက်အောင်ထိမ့်သိမ့်သွားဖို့ဖို့လိုအပ်ပါတယ်ဒါအပြင်2025ခုနှစ်ရဲ့ကံတွေကိုကောင်းမွန်စေဖို့အတွက်အင်္ဂါသားသမီးတွေဘာကိုလောက်တင်တယ်လဲဆိုရင်တော့မိတ်ဆွေအင်္ဂါသားသမီးတွေအနေနဲ့ဘာမှတော့ဆွဆွဝေးမလွယ်ဝေးညံ့နေတာတွေပါတယ်ရှေ့ဝေးမရှိဘူးတကယ်လို့မှမိတ်ဆွေတို့အနေနဲ့ အဲအင်္ဂါသမီးများအနေနဲ့ကန်စတာတက်စီရန်အတွက်ဆိုရင်တော့ဆရာငယ်ရဲ့နှစ်ကုန်ကန်ကြီးကတင်တဲ့သို့မဟုတ်ရင်လည်းဆရာအရင်နှစ်တရားတင်ထားတဲ့အမိန့်ပြန်တန်ရေတရားဆိုတာလေးရှိတယ်အမိန့်ပြန်တန်ရေတရားလေးရှိတယ်သူမိတ်ဆွေတို့အနေနဲ့အမိန့်ပြန်တန်ရေတရားလေးကိုလိုက်လှုပ်တာမျိုးဖြစ်စေပြက်ကရင်ရေတရားလေးကိုလိုက်လှုပ်တာမျိုးဖြစ်စေလှုပ်ကြည့်တင်တယ်လို့ဆရာကအကြံပေးလို့တယ်အင်္ဂါသမီးမိတ်ဆွေတွေကတော့ဆရာနဲ့တော်တော်လေးရင်းနှီးတယ်ဆိုတော့ပြောဆရာတော့လိုတော့မှမတင်ပါဘူးတခါအင်္ဂါ GP မှာတော့အဲဆရာငယ်အင်္ဂါစရီကောင်းမှုမကောင်းမှုဆရာကြားဖြတ်ပြောလိုက်ရှင်နေတယ်အင်္ဂါဒီကောင်းမှုမကောင်းမှုဆိုတော့ comment ထဲမှာတယောက်ရှိပါတယ် comment လေးက ဆရာငယ်ရဲ့ဟိုဟာတွေလိုက်ကြည့်တယ်သူကအင်္ဂါဆိုအကောင်းပြောတယ်ဆိုတာဆရာကအားလုံးကိုကောင်းစေချင်တာပါခင်ဗျာတို့တော့အဲဒါလေးတစ်ခုကိုလည်းဆရာပြောလို့ပါတယ်တို့အပြင်အင်္ဂါသားသမီးမိတ်ဆွေတွေနေနေရတော့ဒီနှစ်ကစကားတွတ်တွတ်ဂလာမင်နာရောင်နဲ့ဆက် ငါခုနှစ်တည်းမှာကန်နေစကားနေအားနေခဲ့ရင်တော့မှမိတ်ဆွေတို့အနေနဲ့ငါတို့26မှာတော့တည်ကြတဲ့အဲချီတိုးပြီးတော့အပြောင်းလဲလေးနဲ့အစ်တတိုးရှက်ပြီးလှုပ်ဆောင်ကြည့်မိမိလုံးနေတဲ့နေပယ်ကြီးတစ်ခုကနေပြီးတော့အစင်မပြေမှုတွေရရှိနေတယ်ဆိုရင်တော့နေပယ်အစ်တကလေးတစ်ခုခုချင်းချက်တစ်ခုခုအပြောင်းလဲလေးတစ်ခုခုနဲ့ရုံးကန်ကြည့်ပါလှုပ်လှုပ်ရှားရှားနဲ့တည်ကြတဲ့အားတာသွားပါလိမ့်မယ်အ ਨੇ ဆုံးတော့ဗျာခကြီးလေးတစ်ခုထွက်ကြည့်လိုက်တာမျိုးသို့မဟုတ်လို့ရှိရင်တော့အပြောင်းလဲလေးတစ်ခုနဲ့နေဟာထိုင်ခင်းတစ်ခုခုနဲ့ပုံမြင်နေတဲ့အမြင်လေးတစ်ခုခုကိုပြောင်းလဲပြီးတော့အခြားနေရာတစ်ခုမှာဒီလိုလေးတော့မြင်ပါလားဆိုပြီးတော့အပြောင်းလဲနဲ့မြင်ကြည့်လိုက် က်ပါသေချာပါတယ်အင်္ဂါသသမိမိတ်ဆွေတွေကိုအပြောင်းလဲနဲ့ထူးခြားမှုနဲ့ကံကောင်းမှုတွေတိုးတက်မှုတွေရရှိစေမှာအသေးချာပဲဖြစ်ပြီးအင်္ဂါသသမိတွေက2026တဲမှာမိတ်ဆွေတို့အနေနဲ့ကန်ဆာတာတက်စီဖို့အတွက်တိုးတက်စီဖို့အတွက်ဆိုရင်တော့ဘာမှမလိုအပ်ပါဘူးခင်ဗျာဆရာတို့ကတ်ထုဆာရွက်လေးတစ်ခုပေါ့နော်ကတ်ထုဆာရွက်လေးတစ်ခုမှာအဲကတ်ထုဆာရွက်လေးတစ်ခုမှာဆရာတို့3ကန်လို့ပုံစံလေးဆွဲလိုက်3000ပါမယ်3ကန်လေးပုံစံလေးဆွဲလိုက်ဆွဲပြီးသွားလို့ရှိရင်မိတ်ဆွေတို့အနေနဲ့မိမိရဲ့ပတ်စံရည်အတွင်းမှာအဖြူရောင်ကတ်ထုဆာရွက်ကလေးတစ်ခုပေါ့မှာနော်3ကန်လို့လေးဆွဲလိုက် သရိကံလို့လေးဆွဲပြီးတော့ခါကြတော့သရိကံဆိုတော့မိတ်ဆွေတို့နေနဲ့တောင်းရလဲကွက်တိကြရမယ်ပေါ့နော်အဲ့ဒီအွှွန်နဲ့တောင်းနဲ့သရိကံလို့ပုံစံလေးကွက်တိကိုကြရမယ်ကြပြီးတော့ဒီလိုမျိုးပေါ့နော်သရိကံလေးကိုဆွဲဆွဲပြီးသွားလို့ရှိရင်မိတ်ဆွေတို့နေအဲ့ဒါကဆရာတို့ ဒါလောက်တူလေးပဲလိုအပ်ပါတယ်ဒါလောက်တူလေးပဲလိုအပ်တယ်အဲဒါလောက်တူလေးပဲလိုအပ်တယ်တလှမပတ်လေလောက်ပေါ့နော်အဲ့ဒါလေးကိုသတိကံလေးကိုစိုက်ကြက်ကြခိုက်ကြက်ကြလေးဆွဲလိုက်ဆွဲပြီးတော့လို့ရှိရင်မိတ်ဆွေတို့အနေနဲ့အဲ့ဒီရဲ့အဖြူရောင်ကတ်တုစာရကလေးကိုပလတ်စတစ်လေးလောင်းလိုက်ပလတ်စတစ်လောင်းပြီးတော့မိတ်ဆွေရဲ့အိတ်ခတ်အတွင်မှာဖြစ်စေပဆိုင်အတွင်မှာဖြစ်စေစောင့်သွားပါထူးထူးရှားရှားနဲ့အတိုက်ခိုက်တွေกินပြီးအဆင်ပြေမှုတွေရရှိလာမှသိကြပါတယ်ဒါအပြင်ကန်ဆာတာတူးတက်မှုတွေနဲ့2026ရဲ့ကံရဲ့အားသာမှုရရှိပြီးတော့အင်္ဂါသားသမီးမိတ်ဆွေတွေအနေနဲ့ ။သိကြတယ်မိတ်ဆွေတို့2026မှာကန်ဆာတာတွေတူးတက်စီဖို့အတွက်ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့မိမိတို့အနေနဲ့မိမိရဲ့အိမ်ရဲ့နော်အချိဘက်အရက်မျက်နှာဘက်ကိုလဲအချိဘက်ဆိုတာမသိရင်နေထွက်တဲ့အရက်ဘက်ကိုလဲပြီးတနေ့ကိုသူမဟုတ်ရင်တစ်ဘက်ကိုတစ်ခါတော့နေထွက်တဲ့အရက်ကိုမျက်နှာမူပြီးတော့ဘုဒ္ဓအောင်မီဆိုပြီးတော့လက်ခုပ်ကလေး၃ချက်နော်တစ်ခါယူရင်ဘုဒ္ဓအောင်မီဒီလိုလေဘုဒ္ဓအောင်မီဆိုပြီးလက်ခုပ်လေး၃ချက်လောက်တီးလိုက်ပါဒါဆိုရင်မက်ရှိတို့ရဲ့ပိတ်နေတဲ့လက်တွေကိုယ့်ရဲ့ကံကြမ္မာ ဇိုးကြီးကနေပြီးတော့ကံကောင်းမှုတွေရရှိပြီးတော့ကံကျမကောင်းနေအဲနှစ်ကောင်းနှစ်မျက်တွေနှိုးထားလိုက်တဲ့သဘောနဲ့ကံစတာတိုးတက်စီမှာအသေးချာပဲဖြစ်တယ်ဆိုတော့အင်္ဂါသသမိမိတ်ဆွေတွေဖို့2026မှာကံစတာကောင်းစီဖို့အတွက်ဆိုရင်လက်ရှိရှိနေတဲ့ဒီဇင်ဘာကနေပြီးတော့မတ်လတွင်ကိုရုံရုံကန်ကန်လှုပ်လှုပ်ချာချာအပြောင်းအလဲလှုပ်လိုက်ရင်ကံစတာကောင်းမယ်ကံစတာတက်နေတဲ့မိတ်ဆွေများဒီကာလအတော်တွေမှာတိုးလှုပ်လို့ကောင်းတယ်လို့ဆရာကပြောရင်2026ကိုကောင်းမွန်မှုတွေတဲ့ကြိုးဆိုလိုက်ရအောင်